ခရစ်စတန်ဘာသာရဲ့အစောပိုင်းကာလတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်ပေါ့လေအတင်းတော်တစ်ခုလုံးကိုနှစ်ပေါင်းများစွာအငင်းအခုန်တွေဖြစ်စေခဲ့တဲ့အင်မတန်အရေးကြီးတဲ့မင်းခွန်းကြီးတစ်ခုရှိခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့ခရစ်တော်ရဲ့တဘာဝနှစ်မျိုးအကြောင်းပါပဲ။ကဲအရိကမင်းခွန်းကတော့တာပါပဲ။ယေရှုဆိုတာတကယ်တော့ဘာတူလဲ။သူကဖျားလားလူသားစစ်စစ်လားဒါမှမဟုတ်အပေါ်ယံပုံရိပ်ရောင်တစ်ခုပဲလား။ ဟုတ်ပါတယ်ဒီမေဟုံးကကြည့်လိုက်ရင်တော့ရိုးရိုးလေးလို့ထင်ရပေမဲ့သူ့ရဲ့အဖေကယာစွန်းနဲ့ချီပြီးတော့ကိုအယူဝါဒဆိုင်ရာတိုက်ပွဲတွေရဲ့ဗဟုချက်မဖြစ်လာခဲ့တယ်ဆိုတာပါပဲအခုအချိန်မှာတော့ဒီအဖေကိုကျွန်တော်တို့လွယ်လွယ်ကူကူပဲတည်နိုင်ကြတာပေါ့လေဒါပေမဲ့ဆော့ပိုင်းအတင်းတော့တော်တော်လုံးဝမလွယ်ခဲ့ပါဘူးဒါကချစ်ချင်းရလာတဲ့ဖြစ်မျိုးမဟုတ်ဘူးယေရှုရဲ့တဘာဝတရားအစစ်မှန်ကိုအသေးပဲဖွင့်ဆိုနိုင်ဖို့အတွက်အင်မတန်ပြင်းထန်တဲ့အတွေ့အခေါ်တိုက်ပွဲတွေကိုဖျက်တမ်းခဲ့ရတာပါ ဒီစကားကလေဒီအငင်းပွားမှုရဲ့အဓိကအချက်ကိုတကယ်ကိုထိထိမိမိဖော်ပြနေတာပါဆိုလိုချင်တာကဘာလဲဆိုတော့အမှန်တရားဆိုတာပိုပြီးအတန်စင်ခိုင်မာလာဖို့အ grab အယူမှားအမြင်မှားတွေကိုရင်ဆိုင်ပြီးတဲမိုက်ပေးဖို့လိုအပ်တယ်ဆိုတဲ့သဘောပါပဲကဲဒါဆိုပထမဆုံးအယူမှားမှုတစ်ခုကိုကြည့်လိုက်ကြအောင်တကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာဒါမှမဟုတ်ထူးဆန်းတယ်လို့ပြောရမှာကအစိုးပိုင်းကလည်းရဲ့အကြီးမားဆုံးစိန်ခေါ်မှုကယေရှုရဲ့ဖျားဖြစ်ခြင်းကိုမေခွန်းထောက်တာမဟုတ်ခဲ့ပါဘူး သူ့ရဲ့လူသားစစ်စစ်ဖြစ်တည်မှုကိုညင်းမဲ့ခဲ့တာပါအဲ့ဒီအယူအဆကို docetism မြန်မာလိုတော့ docetic ဝါဒလို့ခေါ်ပါတယ်ဒီစကားလုံးကထင်းရတယ်အသွင်ဆောင်တယ်ဆိုတဲ့အဓိပ္ပာယ်ကနေရှင်းသက်လာတာပါဆိုတော့သူတို့မြန်မာယေရှုဟာလူသားတယောက်လိုဟန်ဆောင်နေတဲ့ဝိညာဉ်တစ်ခုအပေါ်ယံပုံရိပ်တစ်ခုပဲပြောရရင်လူခန္ဓာကိုအစစ်မှမရှိတဲ့ပုံရိပ်ရောင်တသက်တစ်ခုလို့ပေါ့ဒါဆိုဘာကြောင့်များဒီလို အတွေးခေါ်မျိုး ပေါ်လာရတာလဲဟွန်းအဲ့ဒီခေတ်ကတွေးခေါ်ပြီးနာရှင်တို့ကလည်း ဒီယုတ်ခန္ဓာကိုဆိုတာကိုအားနားရတယ်အကန့်အတက်တည်နေပြည့်နေတဲ့အရာလို့မြင်ကြတယ်အဲ့ဒီတော့အနန္တတခုရှင်ဖျားသခင်ကဒီလိုအကန့်အတက်ရှိတဲ့လူခန္ဓာကိုအစ်စ်ကိုခံယူလိုက်တယ်ဆိုတာကသူ့ရုပ်ကုန်တဲ့ခါကိုရောကြစေတယ်လို့ယူဆခဲ့ကြတာပေါ့ဒီလိုတွေးလိုက်တော့သူတို့အတွက်ယေရှုကပုံရိပ်ရောင်တစ်ခုမဲ့ဖြစ်တယ်ဆိုတဲ့အဖြေကပိုးပြီးတော့ယွတိတန်ဝါတာပေါ့လေအပိအခုနပြောတာကတဖက်ဆုံးပါအခုဒင်္ဂါပြားရဲ့အခြားတဖက်ကိုလှန်ကြည့်လိုက်ရအောင်ဒါကတော့ လုံးဝကိုပြောင်းပြိုင်မြင်ပါခရစ်တော်ရဲ့ဖျားတဘာဝကိုငင်းပယ်တဲ့ဤယူဆဖြစ်ပါတယ်ဒီယူဆကိုတော့ ebionism ebion ဝါဒလို့ခေါ်ပါတယ်အရင်တခုနဲ့လုံးဝကိုဆန့်ကျင်ပဲပဲသူတို့ကဘာပြောလဲဆိုတော့ယေရှုကဖျားမဟုတ်ဘူးလေသူကအလွန်ဖြောင်းမတ်တဲ့ဘဝကိုနေထိုင်ခဲ့လို့ဖျားတခင်ကအထူးတလည်ရေကောက်တင်မြောက်ထားတဲ့အတမန်လူသားတယောက်ပဲဖြစ်တယ်လို့ဆိုပါတယ်ဒီယူဆနဲ့နည်းနည်းဆင့်တူပြီးဆက်ဆက်နေတဲ့နောက်တစ်ခုကတော့တားဖြင့်မွေစာခြင်းဝါတော့ adoptionism ပေါ့ ူတို့ကကြတော့ယေရှုဟာသာမန်လူသားတယောက်အနေနဲ့မွေးဖွားလာခဲ့တယ်။ဒါပေမဲ့သူ့ရဲ့နှစ်ချင်းမင်္ဂလာကိုခံယူတဲ့အချိန်ကြမှာဖျားသခင်ကသူ့ကိုသားတော်ဖြစ်တရားဝယ်မွေးစားလိုက်တယ်လို့ယုံကြည်ကြတာပါ။ဆိုတော့အခုကျွန်တော်တို့မှာတစ်ခုနဲ့တစ်ခုလုံးဝမတွေ့တဲ့အစွန်းနှစ်ဖက်ကိုတွေ့နေရပါပြီ။တစ်ဖက်က Dorsetism သူ့ရဲ့လူသဘာဝကိုညင်းတယ်။နောက်တစ်ဖက်က Ebionism သူ့ရဲ့ဖျားသဘာဝကိုညင်းတယ်။တကယ်တော့နှစ်ခုလုံးကသူ့နေတဲ့ပုံစံတစ်ခုတည်းကိုဖြည့်ရှင်းဖို့စူးစမ်းနေကြတာပါ။ ဒါပေမဲ့အဖေကတချမ်းစီမံမှန်နေတဲ့သဘောဖြစ်သွားတယ်။ကဲဒီလိုရှုပ်ထွေးလာတဲ့အယူအဆတွေအငင်းပွားမှုတွေကြားထဲမှာအစိုးပိုင်းအသင်းတော်ကအဖေမန်ကိုဘလို့ရှာတွေ့ခဲ့တယ်လဲ။အဖေကတော့ရှင်းပါတယ်။သူတို့ဟာမူလရင်မြစ်ဖြစ်တဲ့တမန်တော်တွေခိုးတိုင်းရေးခဲ့တဲ့ကျမ်းစာတွေကိုပဲပြန်သွားခဲ့ကြပါတယ်။ဘာမဆောင်းအနေနဲ့သူ့ရဲ့လူသားစစ်စစ်ဖြစ်တည်မှုကိုတတ်သိပြရတဲ့အချက်တွေကိုကြည့်လိုက်ရအောင်။ရှင်ယောဟန်ကရှင်းရှင်းလင်းလင်းကိုရေးခဲ့တယ်။ နှုတ်ကပတ်တော်ဟာလူစားတီးကိုခန်းယူတဲ့တဲ့ပြီးတော့ရှင်ပြန်ထမြောက်ပြီးတော့မှဓမ္မန်တော်ရီရှိမှငါးကိုစားပြခဲ့တယ်သူရတိုင်အားတွေကိုကင်တွယ်ထီးတွေ့ခိုင်းခဲ့တယ်စဉ်းစားကြည့်လေပုံရဲရောင်တစ်ခုကအစာချင်စနစ်ဘယ်ရှိမလဲဒါရီအလုံးဟာသူ့ဟာပုံရဲရောင်မဟုတ်ဘူးတကယ်အသားနဲ့အသွင်းနဲ့ရုပ်ခန္ဓာအစစ်နဲ့လူသားစစ်စစ်ဖြစ်ကြောင်းတိုက်ရိုက်ထပ်သေးပြနေတာပါပဲဒါပေမဲ့အဲ့ဒီမှတင်မပြီးသေးဘူးတစ်ချိန်တည်းမှာပဲ သူ့ရဲ့ဖျားဖြစ်ခြင်းအတွက်လဲခိုင်မာတဲ့အထောက်အထားတွေအများကြီးရှိနေပြန်ရောစမ်းစာမှာဆိုသူဟာဖန်ဆင်းခြင်းတွေမရှိခင်ကတည်းကတည်ရှိခဲ့တယ်လို့ဆိုထားတယ်သူကိုယ်တိုင်လဲဖျားတခင်ရဲ့နာမတော်ဖြစ်တဲ့ငါဖြစ်ဤဆိုတဲ့စကားကိုတုံးပြီးကိုယ့်ကိုယ်ကိုကြီးညာခဲ့လေဒီအချက်တွေကသူဟာတာမလူသားတရလုံးဝမဟုတ်ဘူးဆိုတာကိုရှင်းနေနေတာပဲဒါဟာအေဘီယိုနီဇင်ကိုတိုင်ရိုက်ခြေပတ်လိုက်တာပါပဲ နောက်ကြောင့်နောက်ဆုံးမှအတင်းတော်ဟာတကယ်ကိုအံ့ဩဆရာကောင်းတဲ့ကောက်ချက်တစ်ခုကိုချလိုက်နိုင်ခဲ့တယ်။အဲ့ဒါကဘာလဲဆိုတော့ဒါဟာတစ်ခုမဟုတ်တစ်ခုကိုရွေးရမယ့်ကိစ္စမဟုတ်ဘူး။တစ်ခုစလုံးကိုအတူတကွလက်ခံရမယ့်အမှန်တရားဖြစ်တယ်ဆိုတာပါပဲ။ဒီလိုနှစ်ခုစလုံးဖြစ်ခြင်းဆိုတဲ့အင်မတန်နှက်နှဲတဲ့အမှန်တရားကိုပါတာဤပညာရမှာတော့ hypostatic union လို့သုံးလုံးပါတယ်။ရိုးရှင်းရှင်းလေးတွေ့ရင်တော့ယေရှုခရစ်တော်ဆိုတဲ့ပုဂ္ဂိုလ်ဒုက္ခီမှာပဲဖျားတဘာဝအပြည့်ဝနဲ့လူတဘာဝအပြည့်ဝဒီညမျိုးလုံးက တခုနဲ့တခုရောထွေးသွားလာမျိုးပြောင်းလဲသွားလာမျိုးမရှိဘဲနဲ့အတူတကွတည်ရှိနေရဆိုတဲ့အတေပဲပါပဲ။ကောင်းပြီဒါတွေကလုံငဲတဲ့နှစ်ပေါင်း2000ငန်းကအရှေ့ရောက်ပါတည်းအင်ဂျင်ပွားမှုတွေပေါ့။ဒါမဲ့အရေးကြီးတဲ့မိခွန်းကဒါကဒီနေ့ခေတ်ကျွန်တော်တို့နဲ့ဘာဆိုင်လို့လဲဘာကြောင့်ဒီကိစ္စကဒီလောက်အရေးကြီးနေရတာလဲ။အဖြေကတော့ဒီ UR ကိုမမှန်ကန်ကန်နားလည်ဖို့ကအရာအားလုံးပဲလို့ပြောလို့ရပါပဲ။ဘာကြောင့်လဲဆိုတော့ခရစ်စတီယန်ယုံကြည်ခြင်းရဲ့အဓိက အုတ်မြစ်ဖြစ်တဲ့ကယ်တင်ခြင်းတရားတစ်ခုလုံးက ဒီမန်တရားအပေါ်ပါပဲလုံလုံမူတည်နေလိုပါပဲလေယာစုကဂျေရုဆလင်မြို့ကဘုန်းတော်ကြီးစီးရီးယားရဲ့ဒီစကားတခွန်းကဒီအငင်းပွားမှုတစ်ခုလုံးရဲ့အနှစ်သာရကိုတကယ်ကိုထိထိမိမိဖော်ပြထားရပါတယ်သူကပြောခဲ့လဲဆိုတော့လူစာတီခံယူခြင်းဟာစိတ်ကူးရင်တစ်ခုသာဖြစ်ခဲ့ရင်ကဲတင်ချင်းဆိုရကလည်းစိတ်ကူးရင်တစ်ခုပဲဖြစ်လိမ့်မယ်တဲ့ဒီယူရီကတကယ်တော့ရှင်းရှင်းလေးပါပဲနံပါတ်1ယေရှုဟာမလူသားအစ်မန်မိုးခေဦးဆိုရင် သူကကျွန်ုပ်လူသားမျိုးနွယ်ကိုကိုးစားပြုကြီးရင်းနှုတ်ကယ်တင်ပေးလို့မရပါဘူး။နံပါတ်1သူဟာဖျားအဆင်မှမဟုတ်ခင်လေအဲ့ဒီကယ်တင်ခြင်းကိုဖိမြောက်လို့ဆောင်နေမဲ့တန်ဟိုဟာနာသူမှရှိမှာမဟုတ်ဘူး။ဆိုတော့ဒီနှစ်ခုလုံးကလုံးဝကိုမရှိမဖြစ်လို့အပ်ပါရဲ့။ဒါကြောင့်မို့လို့ခရစ်တော်ရဲ့တဘာဝနှမျိုးအကြောင်းအယူဝါဒဟာစိတ်တစအစံတဲ့အတွေးခေါ်တတ်တတ်မဟုတ်ပါဘူး။ဒါဟာခရိယန်ယုံကြည်ခြင်းဆိုတဲ့ဇလန်းကြီးတစ်ခုလုံးကိုရှေ့ဆက်မောင်းနေတဲ့အင်ဂျင်ဆက်ကြီးတစ်ခုနဲ့တူနေတာပါ။ ကဲနောက်ဆုံးအနေနဲ့ဒီမေကုံးလေးတစ်ခုနဲ့အဆုံးသတ်လိုက်ပါစေယေရှုဟာဘသူဖြစ်တယ်ဆိုတဲ့အချက်ကအရာအားလုံးကိုပြောင်းလဲစေနိုင်တဲ့အခြေခံအုတ်မြစ်ကြီးတစ်ခုဖြစ်တယ်ဆိုရင်အဲ့ဒီအုတ်မြစ်ပုံမှာတည်ဆောက်ထားတဲ့တခြားအရာတွေကတော့ဘာတွေဖြစ်မလဲ